ဂျိုတန်းကပမှာဒီလိုကိုအဆက်မပြတ်မိတူပွားပြီးတော့တည်စီနိုင်တဲ့လုပ်ငန်းမှအသုံးချနေပါတယ်။ ဇလန်းဆားမှာတော့2054ခုနှစ်နီဖယ်ဟိုင်းချိုဘောကနက်ဆိုင်နဲ့မြေသားအကြောင်းတစ်ခုရဲ့မှာနှင်းကဲတွေဖုံးလွှမ်းနေပြီးတော့မီကီတယောက်ကတော့နူလာခဲ့ပါ යි အဲဒီအချိန်မှာပဲအကာသားယင်တစည်းကိုမြင်လိုက်ရပြီးတော့ယင်ဘောကသူ့ရဲ့တငယ်ချင်းတီမိုကိုလှန့်ခေါ်လိုက်ပါ යි တီမိုကတော့မီကီအသက်ရှင်နေတာကိုအံ့ဩသွားပြန်မယ်လို့သူနာကိုရောက်လာတဲ့အခါမှာမီကီရဲ့မိတဲ့နဲ့ကိုပဲလှမ်းယူပြီးတော့မီကီကိုတော့မကဲဘဲကိုထားခဲ့ပါ යි ဘာလို့လဲဆိုရင်တော့ဒီမီကီဟာတကယ်မီကီမဟုတ်ပါဘူးသူကပုံတူပွားထားတဲ့မီကီကလုံးဖြစ်ပြီးတော့အတိအကျဆိုရင်တော့18ကောင်မြောက်ဖြစ်ပါ යි ူ့ကိုခန့်ထားတဲ့ကုမ္ပဏီကသူ့လျှော့သွားတဲ့အခါတိုင်းပုံတူခန္ဓာကိုယ်အတိတ်တစ်ခုရိုက်နှိမ့်လိုက်ရုံပါပဲ။သူ့ရဲ့မှတ်ဉာဏ်တွေကိုတော့တပတ်တခါကွန်ပျူတာထဲကိုတင်ထားပြီးတော့ပုံနှိပ်ပြီးတဲ့ခန္ဓာကိုယ်အတိတ်ထဲကိုပြန်ထည့်ပေးလိုက်တာကြောင့်မှတ်ဉာဏ်ကလက်ဟသွားတာမျိုးမရှိပါဘူး။ဒါကသိပ္ပံဌာနရဲ့ပုံမှန်လုပ်ငန်းစဉ်တစ်ခုဖြစ်နေတာကြောင့်ပုံတူပွားတဲ့အချိန်မှာမီကီကိုတိတ်တောင်မှဂီယူဆိုင်မနေကြတော့ပါဘူး။မီကီစက်ခွန်ကိုပုံနှိပ်တုန်းကပရင်တာကနေပိုက်တစ်ခုကပြုတ်ကျသွားလို့လုပ်ငန်းစဉ်ကိုထိခိုက်စေခဲ့တယ်လို့လည်းသိရပါပြီ။ဆိုတော့ဒီမိုကတော့အခုမီကီကိုရှော့သွားလဲ၁၈ရောင်မြောက်မီကီကိုထပ်ပြီးတော့ပုံတူပွားမှာပဲဆိုပြီးတော့ပြစ်ထားခဲ့ပါတော့တယ်။ တကယ်တော့ကမ္ဘာပေါ်မှာပေါ်တူပွားခြင်းဟာတရားမဝင်ပါဘူးအာကာသရဲမှာပဲတိမ်မထူးနေမထူးလို့ကောင်းနေကိုပဲပြုလုပ်ခွင့်ပေးထားတာဖြစ်ပါ යි မေဂီဟာလည်းအဲ့ဒီတိမ်မထူးနေမထူးတဲ့ကတကောင်လည်းဖြစ်ပါ යි ဒီလိုမျိုးတိမ်မထူးနေမထူးဖြစ်တဲ့မေဂီကိုသူတို့ကအန္တရာယ်ရှိတဲ့အရာတွေကိုစမ်းသပ်ခိုင်းတာဖြစ်ပြီးတော့ရှော့သွားရင်လည်းနောက်ထပ်မေဂီတကောင်ထပ်ပြီးတော့ပေါ်တူကူးဆက်နဲ့ကိုထပ်လို့ရပါ යි ဒီလိုနဲ့တနေ့မှာတော့သူတို့အာကာသယင်ပြင်ပမှာပြုပြင်ရေးဆားလုပ်ဖို့ကိုဆက်လုပ်ခံရပါ යි ဒါပေမဲ့လို့မေဂီကမကြခင်မှာတိလိုက်ရတာကသူ့ကိုလိန်ပြီးတော့လွှတ်လိုက်တာပါ သူ့ကိုပြင်ခိုင်းတဲ့ဆက်ကကောင်းကောင်းမွန်မွန်ပါပဲတကယ်တော့သူ့ကိုတန်းရောင်ကြီးတင်းစီပြီးတော့ဖြည်းဖြည်းချင်းရှောင်းအောင်လုပ်လောက်ကမရှောင်းခင်မှာသူခံစားရတာတွေကိုအကုန်မှတ်တမ်းတင်ထားခြင်းလို့လည်းဖြစ်ပါရင်အလွေဆုံးပြောရမယ်ဆိုရင်တော့တန်းရောင်ကြီးကိုအစံသက်ခံဖို့တတက်ကိုလှုပ်လိုက်တာပါမကီဟာဒလိုနဲ့အစံသက်ခံဘဝနဲ့ခဏခဏကိုရှောင်းနေရပြီးတော့သူ့ကိုလည်းဖွဲ့စည်းဟာလူသားတကူလိုတော့မှတမူမထားတော့ပါဘူးနောက်ထပ်ပုံနှိပ်တဲ့မင်ကီစက်ကုန်မတိုင်ခင်မှာကောင်းလေတဲ့ကတကောင်က15မိနစ်ပဲအသက်ရှင်နိုင်တာမျိုးရှိခဲ့ပြီးတော့သိပ္ပံပညာရှင်ဒေါက်တာဒိုရီတီကဒါကိုအထူးပုံတူအဖြစ်ကိုတတ်မှတ်ပြီးတော့နမူနာတွေယူခဲ့ကြပါရင်ဒီတင်မထူးနေမထူးအစံသက်ခံ င်အစီအစဉ်ကလွန်ခဲ့တဲ့၄နှစ်ကပါပေါ်မှာစတင်ခဲ့တာပါဒီချိန်ကမေကီဟာတီမိုနဲ့အချက်ဆုံးတငယ်ချင်းတွေလည်းဖြစ်ပါပြီတီမိုကတော့သူ့ကိုလူစိုးကိုင်းကြီးတကိုင်းစီကိုင်းတွေကိုပတ်ဆက်ချေပေးပြီးတော့မကာရိုမုတ်ဆိုင်ဖွင့်ပေးဖို့ကိုတိုက်တွန်းခဲ့ပါပြီအဲဒီနောက်မှာတော့တီမိုပြောတယ်လို့ပဲမုတ်ဆိုင်ကမအောင်မြင်တော့လူစိုးကိုင်းကိုအကျွေးမဆက်နိုင်ဖြစ်ပြီးတော့ဂိုင်းကောင်တွေကလိုက်လာပါတော့ရင်တီမိုနဲ့မေကီထွက်ပြေးဖို့ကြိုးစားပေးမယ်လို့မလွတ်ခဲ့ပဲနဲ့တတိလက်သွားပြီးတော့တတိယလာတော့မာဖီးယားဂိုင်းကောင်ဆောင်ဒီရီယက်စ်နဲ့တွေ့ကြရပါတော့ရင် ။ GBS ကတော့သူစီကအကြွေးမဆက်တဲ့ကောင်တွေကိုလျှက်စစ်လွှတ်ကြီးနဲ့ကိုဖျက်ပြစ်တဲ့ကောင်ဖြစ်ပြီးတော့ထွက်ပြေးရေဆုံးမြေဆုံးကိုလိုက်ပြီးဘသူမှအလို့မပေးတဲ့ကောင်ဆိုတော့မီကီတို့ကလည်းကဘာပေါ်ကနေထွက်ပြေးဖို့ဆုံးဖြတ်လိုက်ကြရပါတော့ရင်ဒီလိုနဲ့မီကီကတခြားသောဂျုံမှာကိုလိုနီတီထောင်ရေးလုံးမဲ့ခီးစဉ်အတွက်ရှောက်လွှာတင်ခဲ့ပါရင်ဒါပေမဲ့လို့လူတန်းပေါင်းများစွာကလည်းရှောက်ကြပါရင်ဒီခီးစဉ်ကိုလည်းလွတ်တော်အမတ်ဟောင်းကဲနက်ကဥဆောင်ခဲ့ပြီးတော့သူဟာနောက်ဆုံးရွေးကောက်ပွဲနှစ်ချိန်ကိုရှုံးနေထားသူပါ သူမှတူတဲဆိုရင်ဘာမစိုးကိုလုတ်ပေးမဲ့ထောက်ခံသူအစွန်ရောက်တွေကအများကြီးကိုရှိပြီးတော့ဘာသာရေးဖွဲ့စည်းရေးတစ်ခုစီကလည်းထောက်ပံ့မှုတွေအများကြီးကိုလည်းရထားတဲ့သူလည်းဖြစ်ပါပြီ။တီမိုကတော့လေရင်မှုတင်တယ်မောင်းလိုင်းစင်ရရှိထားတဲ့သူဖြစ်တာကြောင့်ခရီးစဉ်မှာနေရာရှာဖို့ကိုလွယ်ကူခဲ့ပါပြီ။မီဂီမာတော့ဘာရည်ချင်းမှလည်းမရှိဆွေမရှိမျိုးမရှိတကောင်ကျွဲဖြစ်တာကြောင့်ရှောက်လွာရဲ့ပညာရည်ချင်းနေရာမှာဘာလဲဆိုတာကိုတေချာမဖတ်ပဲတီမထူးနေမထူးဆိုတာကိုရွေးချယ်လိုက်ပါပြီ။ အဲ့ဒီအချိန်မှာတော့ကုမ္ပဏီကိုယ်စားလှယ်မျိုးသမီးတို့ကမိကိကိုအာကာသရှင်ကိုလှည့်ပတ်ပြရင်းနဲ့တင်မထူးနဲ့မထူးအနေနဲ့ဒီခီးစဉ်မှာလုံရမယ့်အရာတွေအကြောင်းကိုပြပြခဲ့ပါတယ်။ပြီးတော့ပုံနှိပ်ဆက်တလုံးကိုပြပြီးတော့အဲ့ဒီဆက်ကအာကာသရှင်ပေါ်မှာ organic ဆွတ်ပစ္စည်းတွေအစားအသောက်အကျဉ်းကျန်တွေလူရဲ့ဆွတ်ပစ္စည်းတွေပြင်ကုန်မှာတည်ဆုံသွားတဲ့ခန္ဓာကိုယ်တွေကိုပါအသုံးပြုပြီးတော့ပုံတူတွေကိုထုတ်လို့ရတာဆိုပြီးတော့ရှင်းပြခဲ့ပါတယ်။ဒါပေမဲ့လို့မိကိကတော့အဲ့ဒီမျိုးသမီးရဲ့ဆွဲဆောင်မှုရှိတဲ့ရနံ့ကိုရပြီးတော့အာယုံပြောင်းနေတာကြောင့်သူပြောတာကိုပါတကူမှတည်တည်ချာချာကိုမကြားခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့အဲ့ဒီမျိုးသမီးကမိကိရဲ့နှဖူးကဝက်ချံကိုဖယ်ရှားပေးလိုက်ပါတယ်။ ်။ဒါမှပုံတူတိုင်းမှာလည်းဝက်ချက်ပါလာမှာမလို့ပဲဖြစ်ပါရင်ပြီးတော့မကစ်ကိုပုံတူမထုတ်ခင်မှာစစ်ဆေးဖို့ဆက်သေးကိုထည့်လိုက်ပါရင် အဲ့ဒီနောက်မှာတော့သူ့ရဲ့မှတ်ဉာဏ်တွေကို backup လုပ်ပြီးတော့ okay ပုံစံ hard drive တဲကိုထည့်သိမ်းထားလိုက်ပါပြီ။သူ့ကိုထူစိတ်ရတစ်ခုကိုထိုးသွင်းလိုက်ရကနေသူ့ရဲ့မှတ်ဉာဏ်အရင်ဟောင်းတွေကပြတ်ပေါ်စေလာခဲ့ပြီးတော့အမေစိုးပါသွားခဲ့တဲ့မှတ်ဉာဏ်ကိုတော့မှပြန်လည်ပြီးတော့တတိယသွားခဲ့ပါပြီ။ Mickey အသက်9နှစ်မှာတော့ကကားစီလာနေတော့မှကလေးပဲရှိသေးတဲ့ Mickey ဟာခလုတ်အနေလေးကိုနှိပ်လိုက်ရကနေကားတိုက်မှုဖြစ်ခဲ့ပြီးတော့သူ့မေစိုးပါခဲ့ရတာလည်းဖြစ်ပါပြီ။ဒီမှတ်ဉာဏ်ကိုပြန်ပြီးတော့ခန်းစားလိုက်ရတာကြောင့် Mickey ဟာစိတ်ထိခိုက်ပြီးတော့မူးမစ်လဲကျသွားခဲ့ရပါပြီ။အဲ့ဒီနောက်မှာတော့မျိုးသမီးကသူ့ကိုတနက်တက်လက်ပေးပြီးတော့ဒီပုံတူပွားရာပေါ်မှာယုံကြည်ကြောင်းတတိပြဖို့အတွက်သူ့ကို đuổi xong tập phu của trang số 7. တည်ခြင်းနဲ့ယဉ်နှိဖို့လိုအပ်တယ်ဆိုလည်းပြောခဲ့ပြီးတော့မစ်ကီကိုလည်းတတ်သိခိုင်းပါတယ်ဒါပေမဲ့လို့မစ်ကီကတော့မလုပ်ရဲတာကြောင့်အမျိုးသမီးကတနမောင်းတင်ပြီးတော့ပြစ်လိုက်ပါတော့တယ်ဒီလိုနဲ့မစ်ကီတစ်ကိုစပြီးတော့ပုံတူထုတ်လုပ်လိုက်ပါတော့တယ်အဲဒီနောက်မှာတော့အာကာသယဉ်ခီကစတင်ခဲ့ပြီးတော့မစ်ကီတစ်ကလည်းစတင်ကသူဟာအဖွဲသားတွေကြားကနေဘဝတင်တဲ့အသားကြအောင်လို့နေရပါတော့တယ်ရင်ပေါ်မှာစားတောက်တွေကအရန်ကိုဆိုးပြီးတော့လူတိုင်းကိုတင်းတင်းကြပ်ကြပ်ကိုမှရိခါတွေခွဲဝေပေးပါတယ်ပိုယူဖို့ကြိုးစားရင်အလံကမြည်ပြီးတော့ပြန်နှုတ်ပါတယ်အဲဒီနောက်မှာတော့နီဖယ်ဟိုင်းချိုကိုထွက်ခွာတဲ့အဲဒီယဉ်ကြီးပေါ်ရဲ့အဖွဲသားတွေဟာပထမဆုံးနေ့လယ်စာစာနာတဲ့အချိန်မှာပဲကဲနက်က သူ့ရဲ့စနေ refer rate charge ကဆေလွတ်ထားတဲ့လက်ထောက်တွေနဲ့တူတူကိုရောက်လာခဲ့ပါပြီ။ ဲ့ဒီမှာကင်းတဲ့ကတိမ်မထက်မြတ်တဲ့ပုံပေါ်နေခဲ့ပြီးတော့သူ့ရဲ့မိမာ refire ရဲ့ charge တို့ရဲ့ရည်ရွယ်ချက်တွေအတွက်ရုတ်တရုတ်လိုမျိုးအတုံးချခံနေရတဲ့ပုံကိုတွေ့မြင်ရပါတယ်။အဖွဲ့သားများစုကတော့သူ့ရဲ့ fan တွေဖြစ်ပြီးတော့တွေ့ရတာအရန်ကိုမှစိတ်လို့ရှားနေကြပေမဲ့တချို့ကတော့အေးစစ်စစ်ပါပဲ။အဲ့ဒီအချိန်မှာမှမက်ကီဟာလုံညုံကြီးအရာရှိကောင်မလေးနာရှာကိုတွေ့လိုက်ပြီးတော့ချက်ချင်းကိုမှချစ်မိသွားခဲ့ပါတယ်။နာရှာကတော့သူ့ရဲ့စပွဲကိုလာထိုင်ဖို့ဖိတ်ခေါ်တာကြောင့်မက်ကီကလည်းလိုက်ပြီးတော့ထိုင်ခဲ့ပါတယ်။နာရှာကတော့သူ့ရဲ့အစားအစာတွေမက်ကီကိုခွဲပေးပြီးတော့သူတို့နှစ်ယောက်ကတော့ချက်ချင်းကိုမှရင်းနှီးသွားခဲ့ကြပါတယ်။ဒီအချိန်မှာပဲကင်းနဲကတော့သူတို့နေဖယ်ဟိုင်းချိုကိုရရှိသွားတဲ့အခါ မှာကိုပိုင်လူဖွဲ့စီတည်ထောင်မဲ့အကြောင်းအကြီးကျယ်ကိုမှမေခွန်းပြောနေပါတယ်။ဒါတော့မှကိုလိုနီမတည်ထောင်ခင်မှာရိခါရီကကတ်တက်ထားမှဖြစ်လို့မလူအပဲနဲ့ကယ်လိုရီမပြုံးတိမိစေဖို့အတွက်အဖွဲ့ဝင်အားလုံးကိုလိန်ဆက်ဆန့်ခြင်းကိုလည်းပိတ်ပင်လိုက်ကြောင်းကိုကြေညာလိုက်ပါတယ်။ ဒါကြတော့လူရဲကြားကိုလက်မခံနိုင်စရာဖြစ်ခဲ့တာကြောင့်နီဖယ်ဟိုင်းကိုရောက်တဲ့အခါမှာလိန်ဆက်ဆက်မှုမြင့်တင်ရေလှုပ်ရှားမှုတစ်ခုကိုလုပ်ပေးမယ်လို့နှစ်သိမ့်နေတဲ့အနေနဲ့သူကတော့အာမခံခဲ့ပါရင်သူဖန်တွေကတော့သူ့ကိုတည်ရဲကောင်းဖြစ်ကိုမမြင်ကြပေမဲ့လို့နာရှာနဲ့မကေကတော့ဒီစီမင်းကိုဂယုမဆိုင်ပဲနဲ့တိတ်တိတ်လေးကိုလက်ခုပ်တွေကိုခိုးတီးနေခဲ့ကြပါရင်ဒါပေမဲ့လို့တစ်ဖက်မှာအဖွဲ့သားတွေကတော့မကေကိုတည်ရတာဘယ်လိုလဲဆိုပြီးတော့ခဏခဏမေးလို့စိတ်နှောင့်ရှက်ဖြစ်နေတဲ့အချိန်မှာပဲနာရှာကမကေကိုကောက်ွယ်ပေးခဲ့ပြီးတော့ထမင်းစားကမ်းမှလည်းရန်ဖြစ်ကြပါရင်ဒါကြောင့်မလို့သူတို့အဖွဲ့လောင်ရင်လည်းကနေပြီးတော့တူတူပိတ်ခံလိုက်ရပြီးတော့မကေရိတ်ခါပါရှော့ချခံလိုက်ရပါရ ၏။ဒါပြင်ကမှနာရှာကတော့တခြားသောကောင်မလေးတွေမီကီကိုကက်ရင်အကက်မခံဘဲနဲ့ကောက်ွယ်တက်ပါရင်ဒလုံးနဲ့နာရှာဟာမီကီရဲ့ဘဝမှာအရေးပါတဲ့သူတစ်ယောက်ဖြစ်နေခဲ့ပြီးတော့မီကီကိုလူလူမျိုးတန်ဖိုးမထားခဲ့ဘဲနဲ့ပတ်ဝန်းကျင်မှာသူမတူဦးတဲ့တာနီကီကိုဂရုစိုက်ခဲ့ပါရင်အဲဒီနောက်နောက်ဆုံးမှာတော့အာကာသယင်ဟာနီဖေဟိုင်းချုပ်ကိုရရှိလာခဲ့ပါတော့ရင်အဲဒီနောက်ပညာရှင်တွေကတော့မီကီကိုလေလုံးအုပ်ထုတ်မပါဘဲနဲ့ဂျိုဘော့ကိုဆင်လွတ်ပြီးတော့အဲဒီဂျိုဒူလေးတဲ့ကအသက်ရှူလို့မရတဲ့ virus နမူနာတွေကိုစုဆောင်းစေပါရင်မီကီဟာအဲဒီလေတုကိုရှုပ်သွင်းလိုက်တာနဲ့ချက်ချင်းနေမကောင်းဖြစ်ပြီးတော့တေဆုံးသွားပေမဲ့ကာကွယ်ဆေးရှာဖွေဖို့အတွက်ဒီဆန်းတက်မှုကိုသူ့အက ြင့်ကျင့်ကိုပြုလုပ်ခဲ့ရပါတယ်။တခါဆိုရင်မစ်ကီကအလောင်းအိတ်ထဲမှာအသက်ရှင်နေတော့ဖြစ်ပေမဲ့လို့သိပ္ပံပညာရှင်တွေကတတိထားမိတာတော့မှစိုက်ကလာလို့ခေါ်တဲ့အလောင်းမီးသရုပ်တွင်းနဲ့ကိုထိပ်ပစ်လိုက်ကြပါတယ်။ဒီလိုနဲ့မစ်ကီဟာ၁၂ကောင်မြောက်ကနေ၁၆ကောင်မြောက်မစ်ကီ၁၆ကျင့်ထီးကိုမှအသိခံပြီးတော့စံသက်ခံရမှုတွေကြောင့်ကာကွယ်ဆေးကိုရှာတွေ့ခဲ့ပြီးတော့လူသားတွေဟာမျက်နှာဖုံးမလို့ပဲနဲ့အဲ့ဒီဂျိုးပေါ်မှာသွားလာနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အသက်ထပ်ပြီးတော့ထုတ်လိုက်တဲ့မစ်ကီစက်ခွန်ကိုပထမအဦးဆုံးစူးစမ်းရှာဖွေရေးအဖွဲ့အနေနဲ့တူတူဆေးလွှတ်လိုက်ပြီးတော့ သူတို့ဟာအိတ်ခဲနေတဲ့ကိုတခုတည်းကိုရောက်သွားခဲ့ကြပါတယ်။သူတို့ဖွဲ့တဲ့ကကိုင်းဆိုတဲ့တယောက်ကနေရမှာအပေါင်းတစ်ခုကိုတတိထားမိပြီးတော့တန်ကောင်လူမျိုးတရဝါလေးတွေကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီထဲကတယောက်ကတော့သူ့စီကိုခုံအုပ်ဖို့ကြိုးစားပြီးတော့သူပြေးတဲ့အခါမှာတရဝါလေးတွေကသူ့ရဲ့ခြေထောက်ကိုလှမ်းဆွဲပါတယ်။အဖွဲ့ဝင်တယောက်ကတော့တနက်နေ့ကိုပြစ်လိုက်တာကြောင့်တရဝါလေးတွေအကုန်လုံးကလန့်ပြီးတော့ထွက်ပြေးသွားခဲ့ရပါတယ်။ အဲဒီနောက်မှာတော့သူတို့တွေကပြန်ထွက်သွားတဲ့လမ်းမှာအဖွဲ့ဝင်တယောက်ဖြစ်တဲ့ Jennifer ကတော့သူ့ရဲ့ပေါ်ကနေတရဝအတန်ကြာပြီးတော့ကြောက်လန့်တကြားနဲ့ကိုပြစ်လိုက်ရကနေရေခဲတွေကိုပြစ်မိပြီးတော့ကြိုးကြကသူ့ရဲ့ပေါ်မှာပြစ်ပြီးတော့ရှော့သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့အာဂါတာရင်ပေါ်ကိုရောက်တော့ Kenneth က Mickey ကို Jennifer အစာမင်းပါလို့မသေးတာလဲဆိုပြီးတော့အော်ဟစ်ခဲ့ပါတယ်။မင်းကိုတေးဖို့အတွက်ပဲလှုပ်ထားတာလေဆိုပြီးတော့ Mickey ကိုမဆမနာကိုပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကတရဝရဲ့ဗီဒီယိုကိုကြည့်ပြီးတော့အဲဒီကောင်လေးတွေကို Creeper ဆိုပြီးတော့နာမည်ပေးလိုက်ကြပါတယ်။အဲဒီနောက်မှာတော့ပြစ်ပေးတဲ့အနေနဲ့ Mickey ကိုရိတ်ခါကိုထက်ပြီးတော့တဝက်ရှော့ချခံရပြီး အလို့ချိန်နှက်စာတိုးခံလိုက်ရပါပြီ။အဲဒီနောက်မှာတော့သူ့ကိုခရီးပါနမူနာတွေယူဖို့ထက်စစ်လုပ်ခဲ့ပြီးတော့တီမိုကလေရင်နဲ့ပြန်တန်းလာပြီးတော့အစားအသောက်တွေကိုပြစ်ချပေးပါပြီ။တနေ့နေ့လယ်ကင်းမှာတော့မီကီဟာသွားလာနေရင်းနဲ့ပဲရေခဲပါတဲ့နေရာကိုနေမီလို့ကြွန်ကြပြီးတော့မြေသားအကြောင်းနဲ့ကိုပြုတ်ချသွားခဲ့ရပါပြီ။အဲဒီနောက်မှာတော့တီမိုကရရှိလာလို့အကူကြီးတောင်းပေမဲ့မကယ်ပဲနဲ့သူ့ကိုထားခဲ့ပါပြီ။ခဏကြာမှာတော့သူ့ကိုတတ်မယ်လို့ထင်ထားတဲ့ခရီးပါကြီးကြီးတကောင်ကမီကီကိုမတတ်ပဲနဲ့ဆော့ခေါ်သွားခဲ့ပါပြီ။အဲဒီနောက်မှာတော့ခရီးပါကလေးလေးတွေအကုန်လုံးသူ့ရဲ့ပတ်လည်ကိုရောက်လာခဲ့ပြီးတော့သူ့ရဲ့လက်ချောင်းလေးတွေကိုပြောစရာကောင်းတယ်လို့မျိုးကိုကြိုက်ဆွဲနေခဲ့ကြပါပြီ။နောက်ဆ ုံးမတော့ခရီပါမေကြီးကလည်းသူ့ကိုမြေရကြောင်ထဲကနေကိုဆွဲထုတ်လာပြီးပေါ့မြေမြေပေါ်ကိုပြန်တင်ပေးလိုက်ကအတန်တချို့ကိုလုပြပြီးတော့ပြန်သွားခဲ့ကြပါ යි အဲဒီနောက်မှာတော့မကီကပုံသူတွေကမကောင်းတဲ့အသားတွေမို့လို့ဒီကောင်တွေကယုံပြီးတော့သူ့ကိုမစားတာလို့ထင်လိုက်ပါ යි အဲဒီနောက်မှာတော့ကုမ္ပဏီကားတစ်စီးကိုတွေ့လို့တက်လိုက်ခဲ့ပြီးတော့အာကာသယာဉ်ပေါ်ကိုပြန်ရောက်လာခဲ့ပါ යි ။သူရဲ့ခန်းထဲကိုပြန်ရောက်တော့မီကေ၁၈ကောင်များရှိနေတာကိုတွေ့ရပြီးတော့လန်သွားခဲ့ပါ යි ။ပေါ်လူနှစ်ကောင်ရှိနေတာကတရားမဝင်တာကြောင့်သူတို့ချင်းချင်းတိုက်ခိုက်ကြပြီးတော့မီကေ၁၈ကတော့စက်ခွန်ကိုအလေးတော့နဲ့ကိုပြစ်လိုက်တာကြောင့်တတိမိတ်သွားခဲ့ရပါ යි ။ကဘာပေါ်မှာပုံတူပွားနေပညာစားတွေ့ကြတဲ့ကလူတယောက်ရဲ့ပုံတူအများကြီးပွားလို့ရတဲ့ပြဿနာပေါ်လာခဲ့ပြီးတော့ဘယ်လိုမျိုးကင်တွယ်မလဲကိုစိုးရိမ်ခဲ့ကြတာပါ။ဥပမာဖြစ်ရတဲ့ခုအနေနဲ့တိပြပညာရှင်အလန်ဆိုတဲ့သူကသူ့ကိုယ်သူလှုပ်ဝက်ပုံတူပွားပြီးတော့ပုံတူတွေနဲ့ရာဇဝတ်မှုတွေကိုလုပ်ခဲ့ပါ යි ။တစ်ဖက်မှာတော့သူကတော့အပြစ်က င်းစင်ကြောင်းကိုနောက်ထပ်ပုံတူတွေကိုတုံးပြီးတော့တက်တည်ပြနေခဲ့တာပါ။ ဆူလိုရာကတော့တကောင်ကရာဆွေးမှုလုပ်နေရင်နောက်ထပ်တကောင်ကအပြစ်ကင်းတဲ့နေရာမှာရှိနေလိုက်ခြင်းအပြင်တရားရုံးမှာအပြစ်ကင်းကြောင်းတက်တည်ပြလို့ရသွားတာမျိုးပဲဖြစ်ပါ යි ။ဒါပေမဲ့လို့နောက်ဆုံးမှာတော့အဲ့ဒီတိတ်ပင်ပညာရှင်အလန်သုံးကန်စလုံးကိုဖမ်းမိသွားခဲ့ပါ යි ။ဒီတစ်ခါဥပဒေရာကတော့ဘလို့လုံးရမယ်မသိတဲ့ကြီးကြီးမားမားညှင်းခုန်ခဲ့ကြရပါ යි ။ charge ကတော့ပုံသူအများကြီးကိုကန့်ကွက်ပေးမယ်လို့တိတ်ပင်ပညာရှင်တွေကတော့မှဒီနည်းပညာကိုအသုံးချခြင်းကြပါ යි ။အဲ့ဒီတဲမှာမှာကနေကပုံသူပွားနည်းပညာဟာကောင်းတာအတွက်ကိုတုံးလို့ရတယ်ဆိုပြီးတော့သူ့ရဲ့ခုမိကေလိုမျိုးလုပ်တဲ့တေမထူးနေမထူးအစီအစဉ်ကိုပါမိတ်ဆက်ခဲ့တာပါ။ဂျိုတစ်ခုမှတေမထူးနေမထူးတကောင်ပဲထားမယ် ်ပူလာရင်အားလုံးကိုတက်ပြစ်မယ်လို့ဥပဒေထောက်ကကတိပေးခဲ့ပါတယ်။ဒလုံးနဲ့ပြစ်စုံပံကိုပြန်ရောက်တော့မီကီဆက်ခွန်ကတတိပြန်ရလာခဲ့ပြီးတော့သူတို့ဆက်ချက်ကတော့ကတားတစ်ခုတည်းကိုထည့်ပြီးတော့တင်းနေတာကိုတွေ့ခဲ့ရပါတယ်။နာချာကတော့သူ့ကိုပြောပူတာကတကောင်နဲ့တကောင်နည်းနည်းစီကိုကွဲပြားတယ်ဆိုတာကိုတတိရသွားခဲ့ပြီးတော့အခုဆက်ချက်ကတော့နည်းနည်းကိုပို့ပြီးတော့ဇယက်ကြမ်းတမ်းပုံရပါတယ်။ အဲဒီနောက်မှာတော့အလောင်းမီးတချို့ကွင်းအခန်းထဲကိုရောက်တဲ့အခါမှာစက်ခွန်က18ကိုနောက်ကနေကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့18ကတော့မြင်သွားခဲ့ပြီးတော့ပြန်ပြီးတော့ထိုးနှက်ပါတော့တယ်။စက်ခွန်ကမီးတွေအပေါက်နားကိုတွန်းကပ်ပြီးတော့တွန်းချဖို့လိုလိုက်ပေမဲ့စက်ခွန်ဟာကြောက်နေခဲ့ပါတယ်။စက်ခွန်ကတေးရမကိုကြောက်နေမှ18ကတီးလိုက်ရတဲ့အခါမှာတော့အချင်းချင်းတေးဘူးပိသားဖြစ်နေတာတော့မှဘာလို့ကြောက်နေမှန်းကိုနားမလည်ဘူးဖြစ်နေခဲ့ပါတယ်။စက်ခွန်ကတော့သူတို့နှစ်ကောင်ကကွဲပြားကြောင်းကိုပြောပြပေမဲ့18ကတော့သူတို့မီးတွေနဲ့ကိုတွန်းထဲဖို့ကိုကြိုးစားနေတော့ပါပဲ။သူတို့ရန်ဖြစ်နေတော့တီမိုကရရှိလာခဲ့ပြီးတော့တက်တက်လေးအောက်ဆီဇိုဖူးဆိုတဲ့စိတ်ကြွဆေးလိုဆေးမျိုးကိုရောင်းနေတာကိုတွေ့လိုက် jäi yeah, ja ဝယ်တဲ့သူထွက်သွားတော့ဆက်ရှစ်ကတီမုတ်ကိုတီးရဲဘဝဖျက်ဆီးခဲ့တာကြောင့်ထိုးကျပြီးတော့မင်းရင်းနဲ့ကိုထဲ့ဖို့လုပ်လိုက်ပါတယ်။ဆက်ကွန်ကတော့တီမုတ်ကိုကဲဖို့ကြားဝင်ပြီးတော့ဆက်ရှစ်နဲ့ကိုထိုးကျကြရင်နဲ့ဆက်ရှစ်နိုင်သွားတော့တီမုတ်ကိုတွန်းချဖို့တန်ချောင်းပုပ်ပုတစ်ချောင်းကိုဆွဲယူလိုက်ပါတယ်။အဲဒီအချိန်မှာလုံချုံရေးကောင်းဆောင်ဇီးကနေနာရှာရရှိလာခဲ့ပါတယ်။ဆက်ရှစ်ကတော့တီမုတ်ကိုအောက်ဆီဆိုဖိုကိစ္စကိုမပြောစေချင်ရင်ဟန်ဆောင်နေဖို့ကိုချိန်ချောက်တာကြောင့်တီမုတ်ချော်လဲလို့ဆက်ရှစ်ကတော့ကဲတဲ့ပုံစံဖြစ်အောင်လုပ်လိမ့်လဲကြပါတယ်။တစ်ဖက်မှာတော့ဆက်ကွန်ဟာအရေးထဲကနေနာရှာဆက်ရှစ်နဲ့ကိုထွက်လာတာကိုမြင်ပြီးတော့တဝင်တုန်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ချက်ကိုစလဲတူကသူကို လက်ရှိမိကေဆက်ရှိလို့ထင်ပြီးတော့ဓပွန်ရိုက်ခိုင်းကကဲနဲ့နဲ့ညစာစားဖို့ဆုရထားကြောင်းကိုပြောပါရင်ဒလွန်ရဲ့ညစာစားပွဲမှာပဲမိကေကအရန်ကိုမှစားကောင်းနေခဲ့ပါရင်ကဲနဲ့ကတော့ဂျနီဖာတည်ဆုံမှုပေါ်မှာသူတို့တုတ်ပြတ်မှုကိုတောင်းပန်ပြီးတော့ခဏနေတော့ကိုင်းပါရရှိလာခဲ့ပါရင်ကဲနဲ့တို့ဇနီးမောင်နှံကဒီချိုမှာပြူအဘလော့ကိုလိုနီတည်ထောင်ဖို့နဲ့ကလေးရီမွေပစ်ဖို့လူပြူစစ်စစ်ဖြစ်တဲ့ကိုင်းကိုလိုချင်ကြောင်းကိုပြောပြလာခဲ့ပါရင် ဆလိုရာကတော့ဂိုင်းနဲ့ကဲနဲ့တို့လိုမျိုးမျိုးဆက်ပြီးတော့သူရဲ့မျိုးစေ့တွေကိုဒီချုပ်မှာကြီးထွားလာစေချင်နေတာလည်းဖြစ်ပါ යි အဲ့ဒီအချိန်မှာပဲယုတ်တရဲမေကီကအန်ချလာပြီးတော့လေဘင်းမှာအနှီးကွက်တွေပေါ်လာခဲ့ပါ යි တကယ်တော့ကဲနဲ့တို့ကတော့မေကီစားတဲ့အသားရဲကို growth hormone ထည့်ပြီးတော့ဘာဖြစ်မလဲကိုစမ်းသပ်ကြည့်တာပါအရင်နောက်မှာတော့တိတ်ပံဖွဲကသူတို့ထွင်ထားတဲ့ဖြည့်စေးကိုစမ်းသပ်တဲ့အနေနဲ့ထိုးပေးပေမဲ့လို့မေကီဟာနာကျင်စွာကိုလဲကြနေခဲ့ရပါ යි ဒီအချိန်မှာပဲကဲနဲ့ကတော့မထူပါဘူးအတစ်ထက်လုံးမဲဆိုပြီးတော့မေကီကိုတက်ဖို့လုပ်ပေမဲ့ refer ကတော့တတ်ထားလိုက်ပါ යි ဒါပေမဲ့မသေးစေရင်လို့မဟုတ်ပါဘူးသူရဲ့ကော်စော်တွေတွေးမစွန့်အောင်လို့ပဲဖြစ်ပါ යි ကိုင်းကတော့မေက ီးအပေါ်ဒီလိုမျိုးလောက်တာကယူမိုက်တယ်ပြောပေမဲ့လို့ကင်နက်ကတော့သူကတင်မထူးနေမထူးပါဘူး ဘာမှမဖြစ်ပါဘူးဆိုပြီးတော့လူတယောက်ကိုတံပိုးမထားစွာနဲ့ကိုပြောလိုက်ပါတယ်။မကီကတော့တက်တာသွားပြီမို့လို့မပြစ်ဖို့ကိုတောင်းဆိုပြီးတော့ကိုင်းကတော့သူ့ကိုခေါ်တော့ခဲ့ပါတယ်။ကိုင်းခဲမှာကိုင်းနဲ့ဂျင်နီဖာချစ်သူတွေဖြစ်ခဲ့ဘူးတဲ့ဓာတ်ပုံတွေကိုတွေ့ရပါတယ်။ကိုင်းကတော့ဂျင်နီဖာခန်းစားခဲ့ရတာကိုသိကျင်လို့သိရတာကဘလို့လဲဆိုပြီးတော့မေတော့မကီကြောက်ဖို့ကောင်းနေဆိုပြီးတော့ဖြစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ကိုင်းကမကီကိုလက်ခုပ်တီးဖို့ဆွဲဆောင်တော့မကီကလည်းသူ့မှာသူ့ရဲ့ချစ်သူကနာရှာရှိတယ်ဆိုပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။အခန်းကိုပြန်ရောက်တဲ့အချိန်မှာတော့နာရှာကသူ့ကိုစက်ကွန်မန်တိနေပြီးတော့နှာခမ်းနေရင်ဘက်မှာနံမရေးပေးပါတယ်။ဆက်ရှိကလည်းသူ့ကိုအာစီဖိုးကြောင့်ပို့ ီးတော့ဖော်ယူနေပါရင်ပုံတူတွေရန်ဖြစ်ဖို့ကိုလုံးနေတော့မှပဲနာရှာကတာပြီးတော့အလိုရောအစားတောက်ရောအားလုံးကိုမျှဝေနိုင်ကြောင်း ပြီးတော့အဲ့ရမှာပါတိရိစံတွေဘာညာအတူတူပြောနိုင်ကြောင်းကိုပြောလိုက်ပါ16ကလည်းရောင်းလင်းလင်းနဲ့ကိုတိရိစံတွေတော့မှာပဲကိုင်းကဝင်လာခဲ့ပြီးတော့မြင်သွားတာကြောင့်စကားမပြောဘဲနဲ့ထွက်သွားတော့နာရှာပါလိုက်ပြီးတော့တော်ခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ TV မှာတွေ့လိုက်ရတဲ့ကဲနက်ရဲ့ပြောစကားတွေကိုကြည့်ပြီးတော့တိမခန့်နိုင်တော့တဲ့စီအိုင်ဂျန်နဲ့ဆက်ရှိဟာနာရှာရဲ့တနက်ကိုယူပြီးတော့ကဲနက်ကိုပြစ်ဖို့သွားပါတော့ရင်16ရဲ့နာရှာရဲ့ကိုင်းရဲ့ကလည်းနောက်ကနေကိုလိုက်ပြီးတော့တာရပါတယ်တဖက်တမင်းစားကဲမှာတော့ကြောက်တုံးကြီးကိုလေစာဆန်းနဲ့ကိုဖြတ်ပြီးတော့အထက်ကစိတ်နဲ့တမျိုးကိုထုတ်နေပြီးကင်နက်ကတော့အဲ့ဒီအပေါ်မှာသူတို့ဟာဒီဂျိုမှာပထမအဦးဆုံးနေထိုင်တဲ့မျိုးဆက်ဖြစ် စ်ကိုမှတ်ကြောင်းတင်ထားမယ်ဆိုပြီးတော့ကြွေးကြော်နေခဲ့ပါတယ်။အဲဒီအချိန်မှာပဲဆက်ရှိကတော့လူအုပ်ထဲကိုပုံပြီးတော့ကဲနက်ကိုပြစ်ဖို့လုပ်ပေမဲ့ ကင်နေရဖန်တယောက်ကသူ့ကိုတိုက်ပြီးလို့ဆိုပြီးတော့လဲကြသွားခဲ့ပါတယ်။ဒါပေမဲ့လို့အဲ့ဒီအချိန်မှာပဲကြောက်တုံးတဲကနေခရစ်ပါတကောင်ကထွက်လာတော့လူတွေအားလုံးကလည်းကြောက်လန့်ကြဖြစ်ကုန်ပါတယ်။လူတွေပြေးလွှားနေကြတော့မှပဲကင်နေကခရစ်ပါကိုဖမ်းဖို့အော်ဟစ်အမိတ်ပေးနေပေမဲ့လို့တိတ်ပြမညာရှင်တွေဟာဘလို့မှမဖမ်းမိခဲ့ပါဘူး။ကင်နေကတော့အဲ့ဒီမှာရောက်လာတဲ့စက်ခွန်ကိုတွေ့လိုက်တော့ခရစ်ပါကိုဝိုင်းဖမ်းဖို့အမိတ်ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ခရစ်ပါကပြေးတဲ့ရက်သွားတော့စက်ခွန်ကသူ့ရင်တစ်ခါကိုကြားဖို့ရဲခရစ်ပါအတန်ကိုလှုပ်ကြည့်ပြီးတော့ခရစ်ပါလေးရီကိုပြန်လဲတုတ်ပြန်ကြည့်ပါတယ်။ဒါကိုတိတ်ပြမညာရှင်ဒေါက်တာဒိုရီတီကတတိထားမိခဲ့ပြီးတော့ဒါဟာပါတာစကားဖြစ်နိုင်တယ်။ပ ဘာသာပြန်ဆက်လုပ်လို့ရမယ်ဆိုပြီးတော့တွေးလိုက်ပါရင်ဒီတော်တွင်းမှာပဲဆက်ရှိကတနက်ပြန်ရပြီးတော့ကဲနက်ကိုပြုတ်ဖို့လုပ်နေတော့မှာစက္ကွန်နဲ့နာရှာကသူ့ကိုမှောက်ချပြီးတော့တားလိုက်လို့ဂျီဇန်ကတော့ကဲနက်ပါကိုရှက်ပြီးတော့နောက်ကစိတ်နက်ကိုထိသွားခဲ့ပါရင်ဒီတော့ကဲနက်ကလည်းပုံတူနှကောင်ကိုတွေးသွားခဲ့ပြီးတော့အပြစ်ပေးမယ်ဆိုပြီးတော့ပြောမလို့လုပ်နေတော့မှာပဲနောက်ထပ်ခရစ်ပါတကောင်ကတော့ထထွက်လာခဲ့ပြီးတော့ကဲနက်မျက်နှာကိုတွေ့ခဲ့လိုက်ပါရင်အဆောင်တွေကတော့အဲ့ဒီဒုတိယခရစ်ပါကိုတော့ရရဲဆက်ဆက်ပြစ်တက်လိုက်ကြပြီးတော့ပထမခရစ်ပါကိုတော့ဖမ်းမိလိုက်ပါရင်ဒီလိုနဲ့တစ်ဖက်မှာတော့ဖမ်းမိထားတဲ့ခရစ်ပါလေးရဲ့အော်တန်ကိုမိရဲ့ကြောင်းထဲကနေကိုတဆင်ခရစ်ပါမေကြီးကကြားသွားခဲ့ပါရင်ခဏကြာ က်မှာတော့နာရှာနဲ့မီကီပုံတို့နှကောင်ကိုလှောင်ရင်ထဲကိုဖမ်းချုပ်တာကိုခံလိုက်ရပါတယ်။အဲဒီနောက်မှာတော့သူတို့ခရစ်ပါရီအကြောင်းကိုစကားပြောကြရင်းနဲ့ဆက်ကွန်ကခရစ်ပါရီကသူ့ကိုယွန်းလို့မစားတာလို့ထင်ကြောင်းကိုပြောခဲ့ပါတယ်။ဒါပေမဲ့လို့နာရှာကတော့မဟုတ်ပါဘူး။သူတို့ကနင့်ကိုကဲပြီးတော့လှုပ်ပေးလိုက်တာလို့တွေးမိသွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲယုဒိယက်ကိုအဲ့နေတဲ့အဆောင်ရဲ့ခေါင်းကိုအဲ့တလုံးကပုတ်ကနေဆိုပြီးတော့မှန်းသွားခဲ့ပါတယ်။ ဟုတ်ပါရင်တီမိုခိုးဝင်လာတာလည်းဖြစ်ပါရင်အဆောင်ကတော့သူ့စီက Aussie Footwear ရဲ့ဖောက်တဲ့ဖြစ်နေလို့တီမိုအแทကိုဝင်လာနိုင်တာလည်းဖြစ်ပါရင်အရင်နောက်မှာတော့တီမိုကတော့သူ့ရဲ့အခန်းတကားမှာတွေ့ခဲ့တဲ့စာကိုစက်ခွန်ကိုပြပါရင်စာထဲမှာတော့ Darius ရဲ့လူတွေက သူတို့ကိုဒီဂျိုအထီကိုမှလိုက်လာကြအောင်မစ်ကီကိုလည်းလွှားနဲ့ကိုလှီးဖြတ်နေတဲ့ဗီဒီယိုပို့ပေးရင်သူတို့ယူထားတဲ့အကျွေးတွေချိန်ပေးမယ်ဆိုပြီးတော့ရေးထားကြောင်းကိုပြောပါရင်ဒါပေမဲ့လို့အဲ့ဒီဗီဒီယိုမပို့ပေးရင်တီမိုကိုအရင်တတ်မယ်ဆိုပြီးတော့ရေးထားတာကြောင်းတီမိုကတော့စက်ခွန်ကိုလာပြီးတော့လွှားနဲ့ကိုဖြတ်တာဖြစ်ပါရင်အဲ့နောက်မှာတော့စက်ခွန်ကိုတီမိုကအပြင်ထုတ်ပြီးတော့လွှားစမ်းတဲ့ကိုဖြတ်ဖို့လုံနေတော့မှာပဲဆက်ရှိကတော့စက်ခွန်ကိုမလုံနဲ့သူ့ကိုလုံသူ့ကိုအောက်ဆီဖို့နည်းနည်းပေးတုံပြီးတော့စစ်ကြိုက်လို့လို့ရတယ်ဆိုပြီးတော့ပြောလိုက်ပါရင် တီမိုကလည်းသဘောတူပြီးတော့အဆောင်ကနေတစဉ်16ကိုအောက်စီဖို့ပေးခိုင်းလိုက်တဲ့ချိန်မှာပဲ16နဲ့နာရှာနဲ့ကအချိန်ကိုက်ကိုမှတိုက်ခိုက်မှုကြောင့်ပဲတီမိုရောအဆောင်ရောမှောက်သွားခဲ့ရပါပြီ။နာရှာဟာချက်ချင်းပဲသူ့ချစ်တဲ့မိခင်ကိုလွှားဆင်းတဲ့ကိုဖျက်မဲ့တီမိုကိုဒေါသတကြီးနဲ့ကိုမှလွှားနဲ့ကိုပြန်ဖျက်ဖို့ချိန်နေတော့မှပဲလုံလုံရေးအရာရှိစီကရောက်ရှိလာခဲ့ပြီးတော့အားလုံးကိုထပ်ပြီးတော့ဖန်လိုက်ပါပြီ။ အဲဒီနောက်မှာတော့ဖန်ကော့သွားနေတော့မှာပါ၁၈ကနာရှာဟာသူ့ကိုလက်ရှိချိန်ထိကိုမှအမြဲတမ်းကိုကာကွယ်ပေးခဲ့မှန်ကိုပြန်ပြီးတော့စဉ်းစားနေခဲ့မိပါ යි တခါတော့ကအစီပြင်းနဲ့စမ်းသပ်မှုမှာကာကွယ်ဝတ်ဆောင်ယူပြီးတော့သူ့ကိုလာပြီးတော့နှစ်သိမ့်ပေးခဲ့တာမျိုးတွေကိုလည်းပြန်ပြီးတော့အမှတ်ရနေခဲ့ပါ යි ဒလူနဲ့ရှောက်လာရင်းနဲ့ရှေ့ပြင်ပေါက်တွေစီကိုရောက်တဲ့အခါမှာတော့ခရီပါရီကတော့အာဂါသားယင်ကိုဝိုင်းထားလိုက်တာကိုတွေ့ရပါ යි တိပ္ပညာရှင်တွေကတော့ဖန်ထားတဲ့ခရီပါကလေးတွေကိုနေရာလေးတွေကိုရှင်းနေတော့မှဒိုရိုတီကတော့စက်ခွန်ကိုတွေ့ပြီးတော့ခရီပါရီရဲ့အတန်လိုမျိုးလုပ်ပြလိုက်တော့စက်ခွန်ကလည်းပြန်ပြီးတော့လုပ်ပြပါ යි ဒီကမှာတော့ရိုဒီတီကတော့ဒါခရီပါရီရဲ့တကယ်ဘာသာစကားလို့သူသိထားပြီးတော့လူစကားနဲ့ဘာသာပြန်ဆက်ကိုတီထွင်နေတော့လည်းဖြစ်ပါရင်အဲဒီနောက်မှာတော့လူတိုင်းကိုမိသကျို့အတွင်းရှိတဲ့စီကိုခေါ်သွားပါရင်အဲဒီမှာရီဖာကဖမ်းလာတဲ့ခရီပါကလေးကိုအမိဖြတ်ပြီးတော့အမိကိုလည်းအချင်းရေလုံနေခဲ့ပါရင်တစ်ဖက်မှာတော့ကဲနဲ့ကတော့တန်ချောင်းပုတ်ပုတ်နဲ့ဆက်ရှိပါကိုအမှတ်အသားလုပ်ပြီးတော့16 18ကျွဲပြအောင်လို့ခွဲချလိုက်ပါရင်နောက်ပြီးတော့တိတ်ပညာရှင်ကိုလည်းမက်ကီနဲ့ပတ်သက်ပြီးတော့မှတ်ဉာဏ် drive ထဲကဟာရီအကုန်လုံးကိုဖျက်ခိုင်းခဲ့ပါရင်မက်ကီတို့ကိုထက်ပြီးတော့ပုံတူမပွားတော့ဘူးလို့ဆုံးဖြတ်ကဒီလိုမျိုးလုပ်ခဲ့တာပဲဖြစ်ပါရင်အဲဒီနောက်မှာတော့ကဲနဲ့ကတော့ခရီပါရီကို ကိုဒီဂျိုသားကောင်တွေငါတို့ကိုရန်စားနေတာလို့မချင်မနဲ့ပြောတော့ဒါရှာကတော့ခရပါရီကတကယ်တော့ဒီဂျိုကဒေတာခန့်တွေဖြစ်တာကြောင့် သူတို့လူသားတွေကသာကျူးကျော်တဲ့ဂျိုသားတွေဖြစ်ကြောင်းနဲ့ခရစ်ပါရီဟာမီကီကိုခေခဲ့တာဆိုပြီးတော့ပြပြနေခဲ့ပါတယ်။ကနက်ကတော့မီကီကအမှိုက်ဖြစ်လို့မစားတာလို့ပြန်ပြောပြီးတော့လှောင်နေခဲ့ပါတယ်။အဲဒီအချိန်မှာပဲဒိုရိုတီကလည်းဘာသာပြန်ဆက်လုပ်နေကြောင်းပြပြနေခဲ့ပြီးတော့တွေ့ရှိချက်တွေရကတော့ခရစ်ပါရီဟာငြင်းငြင်းမြင်းကြောင်းပြပြတော့ကနက်ကတော့ထပ်ပြီးတော့လှောင်ပြန်ခဲ့ပါတယ်။ဒီတစ်ခါစကွဲပေါ်ကခရစ်ပါကလေးကကနက်ကိုတရွေးနဲ့ကိုလှမ်းထွေးလိုက်တော့ကနက်ကလည်းဒေါသထွက်ပြီးတော့တန်ချောင်းပုံနဲ့လှမ်းပစ်ပေမဲ့မထီခဲ့ပါဘူး။ဒီတစ်ခါကိုရုံးမာတဲ့ကနက်ကခရစ်ပါကလေးကိုမီရင်းအပေါ်ပို့တွဲလောင်းဆွဲပြီးတော့ကျိုးကိုလည်းနာရှော့စီကိုဖြစ်ပေကဒီခရစ်ပါကောင်ကိုမီရင်းနဲ့ကိုမကြ စေခြင်းရင်းနေရပစက်ကိုပိတ်ပြီးတော့သွားနဲ့ကိုကိုက်လိုက်ထားစမ်းပါဆိုပြီးတော့ပြောလိုက်ပါ යි အဲ့ဒီအချိန်မှာပဲလုံညုံရေးအရာရှိစီကတော့လူမဆန်တဲ့လုံရက်ကိုသူ့ရဲ့လူကိုမှတ်တမ်းတင်ခိုင်းလိုက်ပါပြီ။ကင်နက်ကတော့ရင်ပပတ်လေကရေခဲပြင်မှာဝိုင်းရံနေတဲ့ခရစ်ပါမျိုးနွယ်အုပ်ကြီးကို gas နဲ့ကိုတက်ချင်ပေမဲ့လို့သူ့ရဲ့မိမရီဖာကတော့18-18ရက်ခန္ဓာကိုယ်ပေါ်မှာဘုံတက်ပြီးတော့အပြင်ကခရစ်ပါရီရဲ့အမိတရားကိုပြန်ဖြုတ်ခိုင်းလိုက်ပါပြီ။နိုင်တဲ့သူအသက်ရှင်မဲ့ထွက်ပြေးတဲ့သူကိုခလုတ်နှက်ပြီးတော့ဘုံခွဲပြင်မဲ့ဆိုပြီးတော့လည်းပြောလိုက်ပါပြီ။ဒီလိုနဲ့အပြင်ထွက်ရင်လည်း18ကသူ့မိရဲ့ကားတိုက်မှုအတွက်ကိုသူတို့အပြစ်ပေးခံရတော့မယ်ဆိုတာကိုသိနေပေမဲ့လို့18ကတော့ဒါဟာအဲ့ဒီတုန်းကကားချုပ်ရင်တာသူတို့အပြစ်မဟုတ်ဘူးသူတို့အမိတရားလို့ ုပ်ခဲ့တာမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက်သူတို့မသွားခင်မှာပဲတိပ္ပံပညာရှင်ဒိုရီတီကအဝင်ဝမှာသူ့ရဲ့လုံလက်စဘာသာပြန်ဆက်ကိုအတုံးလွလွညာပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ပုံလူနှကောင်ဟာခရပါမေဂျီစီကိုတွားပြီးတော့စကားပြောဆက်နေစကားပြောနိုင်ခဲ့ပါတယ်။ခရပါမေဂျီကတော့မေဂီကိုကယ်ခဲ့တာတော့မှလူသားတွေကသူ့ရဲ့ကလေးတစ်ယောက်ကိုတက်ပြီးတော့ဒီကောင်ကိုဖမ်းထားခဲ့ပါတယ်။ အဲ့ဒီခါမှာတော့ဖန်ထားတဲ့ကလေးကသိရင်လူသားအလုံးကိုသူတို့တပစ်မယ်ဆိုပြီးတော့ပြန်ပြီးတော့တတိပေးလိုက်ပါ ड़ी သူတို့အော်တန်ကတော့လူသားတွေရဲ့မလုံးနဲ့အုံနောက်ကိုပောက်ကွဲစေနိုင်တယ်လို့ပြောခဲ့ပါ ड़ी ဒါကြောင့်မို့လို့ပြဿနာကြီးဖြစ်လာတော့မှကိုစိုးရင်သွားတယ်စက်ကွက်နဲ့ကတော့ကင်မရာစီကိုပြေးပြီးတော့ C3 ဆိုပြီးတော့လက်ဟန်ခြေဟန်နဲ့ကိုမှအချက်ပေးလိုက်ပါ ड़ी ဒါကိုနာရှာတယောက်ထဲရပဲနားလေတာဖြစ်ပါ ड़ी C3 ဆိုတာကတော့ကလေးကိုခေါ်လာခဲ့ဆိုတဲ့အဓိပ္ပာယ်တစ်ဖက်မှာကဲနက်ကစိတ်မရှိတော့ဘဲနဲ့ပြင်ထွက်ပြီးတော့ gas နဲ့အကောင့်တွေကိုတပစ်မယ်လို့ပြင်ဆင်နေတော့မှပဲ creeper မိကြီးကတော့လူသားတွေသူ့ရဲ့ကလေးတကောင်တက်ခဲလို့လူတယောက်ပြန်တည်ပေးရမယ်လို့မိကီရိုကိုတောင်းဆိုပါ ड़ी တစ်ဖက်မှာ လည်းကင်းတဲ့ဦးဆောင်နဲ့ကားသုံးစီးဟာလည်းပြန်ထွက်လာပါပြီ။ဒီတော့တွင်မှာနာရှာကတော့ခုံပြီးတော့ refer ကိုဖမ်းချုပ်၊ဇီကတော့အခြေအနေတွေကိုထိန်းချုပ်လိုက်ပြီးတော့နာရှာကိုသွားခွင့်ပြုလိုက်ပါပြီ။ဒီကမှာခုနကခရစ်ပါကလေးကိုခေါ်ပြီးတော့ခရစ်ပါမိကြီးရှိတဲ့စီကိုနာရှာကသွားပါတော့ရင်း။ ကနေကတော့မေကြီးကိုရှာလို့မတွေ့ပဲနဲ့ရှောက်ပြစ်နေတော့မှာပဲဆက်ရှိကတော့သူတို့ရှိကိုပေါ်လာလို့ charge ကိုစလဲကတော့ rocket ကိုကောင်းကင်ပေါ်ကိုလှည့်ပြလိုက်ရပါတယ်။ဘာလို့လဲဆိုတော့ဆက်ရှိရဲ့ဘုံပေါက်ကွဲသွားရင်သူတို့ပါထိမှန်သွားမှာဆိုလို့လည်းဖြစ်ပါတယ်။ဒလနဲ့ကင်မရာကိုထိသွားခဲ့ပြီးတော့ခဏနေတော့ဆက်ရှိကကဲနေပေါ်ခုံအုပ်လိုက်ပါတယ်။တစ်ဖက်မှာလည်းနာရှာဟာကလေးနဲ့ကိုရရှိလာခဲ့ပြီးတော့ creeper မေကြီးစီကိုပေးလိုက်ပါတယ်။နောက်ပြီးတော့လူသားတယောက်ပြန်တီးပေးရမယ်ဆိုတာကိုလည်းဆက်ရှိကအဲ့ဒီလူသားကိုတူတက်မယ်ဆိုပြီးတော့ပြောခဲ့ပြီးတော့ တရက်ကိုပေါ်ကဘုံခလုတ်ကိုနှိပ်လိုက်ရာကနေ16နဲ့ကဲနဲ့နှစ်ယောက်စလုံးကလည်းပောက်ကွဲပြီးတော့တည်သွားခဲ့ပါပြီ16ဟာသူ့ကိုယ်သူစတဲ့ရင်နဲ့ကဲနဲ့ကိုတပ်ပစ်ခဲ့တာဖြစ်ပါပြီဒလုံးနဲ့ခရီပါရီကလည်းတရားမျှတမှုရရှိသွားခဲ့တော့အေဂျင့်စွာကိုထွက်ခွာသွားခဲ့ရပါပြီ ်အကုန်ပြီးတော့ကျန်တဲ့အဖွဲ့သားတွေကလည်းထောင်ကြကြပါရင် refund ယူပြီးတော့သူ့ကိုယ်သူတက်တည်ပါရင်တီမိုကတော့သူ့ကိုတက်ဖို့လာတဲ့ Garius ကလူတွေနဲ့ကိုတိုက်ခိုက်ပြီးတော့အဲ့ဒီလူတွေကိုမီရင်းနဲ့ကိုထိနိုင်ခဲ့ပါရင်ပြီးသွားရင်တော့ကိုကိုကိုကာကွယ်မှုနဲ့လူငင်းချမ်းသာကိုရရှိသွားခဲ့ပါရင်ကဲနဲ့မရှိတော့တဲ့ခါမှာကျန်တဲ့သူတွေကကဲနဲ့ကိုထောက်ခံသူနဲ့ဆန့်ကျင်တဲ့သူဆိုပြီးတော့တရားစီရင်မှုရှုပ်ထွေးနေတော့မှနာရှာကထောင်ကားနေကိုထွက်လာခဲ့ပြီးတော့အဖွဲ့အစည်းကိုပြောင်းလဲဖို့ကော်မတီဝင်ပြိုင်ပါတော့တယ်တစ်ဖက်မှာဒိုရိုတီကလည်းစကားပြောဆက်ကိုအပြစ်တက်ဖို့မီကီနဲ့ခရီပါတွေကိုစကားထပ်ပြောကြည့်ခိုင်းတဲ့ခါမှာတော့ခရီပါတွေဂျင်းထည့်ခဲ့တာကိုတည်သွားခဲ့ရပါတယ်တကယ်တော့ခရီ ပါတွေကသူတို့ online ရင်လူသားတွေမျိုးလုံးတွေနဲ့အုံနောက်ပေါက်ကွဲထက်သွားမယ်ဆိုတာကိုဂျင်းထက်ခဲ့တာပဲဖြစ်ပါတယ်။6လကြာတော့ Mickey ဟာပုံတူစန်နာမှာ refer တရားကဲနဲ့အစ်စ်ကိုပုံနှိပ်နေတာလို့အိမ်မက်မက်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့တတိယလာပြီးတော့ပြစ်စုပ်ပံမှာတော့ company ကောင်းဆောင်တည်ဖြစ်တဲ့နှာရှာကတင်မထူးနေမထူးအစီအစဉ်အဆုံးတက်လိုက်ပြီလို့ကြေညာခဲ့ပါတယ်။ပြီးတော့ Mickey ကိုခလုတ်တစ်ခုကိုနှိပ်စေကလူသားချင်းမဆာနာမှုကိုဖြစ်စေတဲ့ပုံတူကူးဆက်ကိုဖျက်ဆီးလိုက်ပါတော့တယ်။ကဲဇလန်လေးကတော့ဒီမှာနေမယ်အဆုံးတက်သွားခဲ့ရပါတယ်ခင်ဗျာ။အဆုံးထိတချို့ပေးကြလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နော်။ဗီဒီယိုလေးကိုကြားနေတဲ့တဲ့ဆိုရင်လည်းပဲကျွန်တော်ရဲ့ channel လေးကို like and subscribe လေးတွေလည်းပြုလုပ်ပေးခဲ့ ကြပါအောင်ခင်ဗျာကေဒါဆိုရင်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေမှာပြန်လည်တွေ့ဆုံကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်